2025ခုနှစ်အောက်တိုဘာလ3ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့အတွက်စညစ်စရာနှစ်ချိန်နှစ်ခါကျုံရတဲ့ ဘာပဲလုံးလုံးအစင်မပြေမှုတွေညနေတတ်တယ်ဒီနေ့အတွက်အနက်ရောင်ကိုလုံးဝလုံးဝအသုံးမပြုနဲ့နော် ကျမ်းမာရေးဦးတာအထူးပြုဆိုင်ပါချစ်သူရဲ့လက်ဆောင်ချစ်သူစီမလည်းလက်ဆောင်ကောင်းတွေရတတ်တယ်ကျမ်းမာရေးအနေနဲ့သွေးနဲ့ပတ်သက်တဲ့သွားနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့ ရောင်ကတော့အပြာရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရာနေနဲ့မိမိအိမ်ရှိပြားမှာဖန်တီ၃လုံးကလူးပေးရမှာဖြစ်ပါတယ်ရှင်။ 2025ခုနှစ်အောက်တိုဘာလတရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာပေါ်စတန်ဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးသွားရင်နမယ်ကောင်းရတာနေရာကောင်းရတာမျိုးတွေကြုံတွေ့ရတတ်တယ်အချီရင်နဲ့အိမ်တော်ရင်းမှာတော့ဆဲအလိုမကြိုက်များနေတတ်တယ်ကြံစီသားသမီးအရာတွေဒီနေ့အတွက်ရဲရဲလာလို့ဆုံးမအဆင်ပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်ကျမရဲ့အနေနဲ့ဖိုင်နာတဲ့ဖိုင်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ် အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့၈ဖြစ်ပြီးတော့တန်ကောင်းတဲ့အရောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိပြားမှာမလုံးရေပေါ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အင်္ဂါသတင်းများအတွက်တနေ့တာဟော့စတန်ဖြစ်ပါရဲ့မိษွေအရင်းနေတဲ့ဒီနေ့အတွက်စကားများစကားများရတာပြဿနာဖြစ်တာစကား အခြေအတည်နေပြောဆိုရတာမျိုးတွေဖြစ်တတ်တယ်။စာချုပ်ကိစ္စ၊စက်တူကိစ္စ၊ရှယ်ယာကိစ္စအတွက်တွေလည်းဒီနေ့အတွက်မှာစိတ်ညစ်စိတ်ရှုပ်စရာများနဲ့ကြိုတရားတတ်တယ်။ ဝန္တာစရာသတင်းနေခြားရတတဲ့ကျမရဲ့အနေနဲ့ခြေထောက်အောက်ပိုင်းမှာတိကိုက်မိတတ်တဲ့သတိထားနော်အချီးရဲမှလည်းတဦးနဲ့တဦးကအထင်မြင်လွဲစရာတွေနဲ့ကြုံတရတတ်တဲ့အချိုးပေးတဲ့ကနန်းကနှစ်နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်ကတော့အနီရောင်နဲ့ဘန်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာမဟင်းကကလူဖျားမှာဖြစ်ပါရှင်25ခုနဲ့ အောက်တိုဘာလ၁ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက်တနေ့တာဟောဇရန်ဖြစ်ပါတယ် သူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်မိမိအရာမှာခေါင်းခန္ဓာမျိုးအာမခန္ဓာမျိုးတွေမလုံးနဲ့เนาะအတုတတိတာเนาะအလုံးမှာလဲစိတ်ညစ်ဆရာဆိတ်ရှုပ်ဆရာများ ਨੇ ကြုံတရားတက်တဲ့အလုံးထဲမှာလဲစိတ်တအားပင်ပန်းဆရာတွေကြုံတရားတက်တဲ့ဈာမရဲ့အနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတက်တဲ့အချီရဲမှာလဲအထင်မြင်လွဲစရာတွေ ਨੇ ကြုံတရားတက်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ လေးနဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အစိမ်းအောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရရာနေနဲ့မိမိအိမ်ရှိဖျားမှာပေါင်မုံ9ချက်ကလူပြီးမှဖြစ်ပါတယ်ရှင်။25ခုနှစ်အောက်တိုဘာလတရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ် ခြားသာရေးသားသမီးများအတွက်ဒီနေ့အတွက်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အရေးကောင်းတွေအခွင့်အလမ်းကောင်းတွေပေါ်လာတတ်တဲ့အဆင်ပြေမယ်အောင်မြင်မယ်နော်လက်ရှိရဲ့အလုပ်ကိုလည်းတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေလည်းချုပ်ပြရတတ်တယ်လုပ်မယ်ဆိုရင်အဆင်ပြေတယ်ကောင်းတယ်အောင်မြင်မယ်နော်ရစရာရှိတဲ့ငွေကြီးတွေကမထင်မဖဲနဲ့ခြားသာရေးသားသမီးတွေအတွက် ဒီနေ့အတွက်ငွေကြေးဝင်လာတတ်တယ်။ကျမရဲ့အနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ငါးဖြစ်ပြီးတော့အချိုးပေးတဲ့ကြောင်ကတော့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရရာအနေနဲ့မိမိအိမ်ရှိဖရားမှာဘဲပလာတာကလူပေးရမှာဖြစ်ပါလိမ့်ရှင်။2025ခုနှစ်အောက်တိုဘာလတရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာ ဟောဇဒန်ဖြစ်ပါတယ်။စာရွက်စာဒန်စက်ပစ္စည်းစက်တူရှယ်ယာကိစ္စအတွက်ဒီမှာဒီနေ့အတွက်စိတ်အနှောက်ရှက်ဖြစ်စရာမျိုးတွေစိတ်ရှုပ်စရာမျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်။တိမ်တွင်းရေးမှလည်းစိတ်အလိုမချတွေများနေတတ်တယ်။ငွေကန်နေလဲကောင်းတယ်နော်။ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေအတွက်အကူအညီများ ထောက်ပံ့နေအကူအညီများစွာရရှိတတ်တယ်။ ကျမရဲ့အနေနဲ့သွားနဲ့ပတ်သက်ပြီးတွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတဲ့စိတ်ချောရတတ်တယ်ချစ်သူစီကလည်းမမြုံလင်ပဲနဲ့လက်ဆောင်ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတစ်နဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာချက်သေးအောင်ပဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအရှိပြားမှာတင်မောသည်ကလူပေးရမှာဖြစ်ပါရဲ့ရှင်2025ခုနှစ်အောက်တိုဘာလတရနေ့စနေသားသမီးများတို့ တနေ့တာဟောစတဲ့ဖြစ်ပါတယ်ဒီနေ့အတွက်စနေသားသမီးတွေအတွက်ဒီနေ့အတွက်ငွေရေးချေးနဲ့ပတ်သက်ပြီးသွားရင်စိတ်အနှောက်ယှက်ဖြစ်စရာများနဲ့ကြုံတရတတဲ့အလုံးမှလည်းသူများပြဿနာကိုပြဿနာဖြစ်ပြီးတော့သူများပြဿနာတဲမှာကိုက ပဲလော်ချာစัญญတ်ဆိုတလိုမျိုးစัญญတ်တတ်တဲ့တတိဌာနော်ရเสียရှိတဲ့ငွေကြီးတွေကဒီနေ့မှပြန်မရမဲနဲ့ထင်းော့ကြံကြတာမျိုးတွေဖြစ်တတ်တယ်။ဂျမ်းမာရဲ့အနေနဲ့ခေါင်းမူတဲ့ခေါင်းခိုက်တဲ့ဝေဒနာမျိုးတွေခစားရတတ်တယ်။ချစ်သူရဲ့မိမိကို အထင်လွဲအဆွဆွဲနဲ့ခရရတတ်တယ်။အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ လေးဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့အပြာရောင်နဲ့ညီညူရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာလပိတ်ရေကလူပေးရမှာဖြစ်ပါရဲ့ရှင်။